ာဏအနေနဲ့ကတော့ဟိုဆရာတို့ကတော့ပြောမယ်ဆိုရင်တော့ဟိုအကုန်လုံးပေါ့နော်တောင်းရှိတဲ့ပုဂ္ဂိုလ်ပိုင်းဆိုင်ရာတွေကနေပြီးတော့တတ်နိုင်သလောက်ဒီကျွန်တော်ကျမရဲ့ budget ပေါ့နော်ကျမရဲ့ budget ကိုဖြည့်တင်ပြီးတော့လူနာတွေအတွက်လုပ်ပေးနိုင်မယ်ဆိုရင်တော့လူနာတွေမှာအမတန်အကျိုးရှိတော့ပါတယ်ဘာဖြစ်လို့လဲဆိုတော့တချို့ အများအပြားတော့လေလူနာတွေကအပြင်စိတ်ကန်းနေတယ်အဖကိုနေရတာရှိတယ်အဲ့ဒါကြောင့်မလို့အပနဲ့စိတ်စကားတွေတားပြီးသူတို့မှဝန်တုံးဝန်ပွေဖြစ်ကြတာပေါ့နော်အဲ့ဒါကြောင့်နိုင်ငံတော်ကထပ်ပြီးတော့ဒီလူလူတွေရဲ့အကြမ်းမာရေးအတွက်ကိုထပ်ပြီးတော့ဟိုလိုအပ်လို့စိတ်အောင်စိတ်ကန်းနေထပ်ပြီးတော့တိုးချဲ့ပြီးတော့လုပ်ရင်းနိုင်မယ်ဆိုရင်တော့ဆရာချင်တယ်လေဒီနယ်လူလူတွေမှာအမြဲတမ်းတော့အကျိုးကျေးဇူးများပါလိမ့်မယ်မြန်မာနိုင်ငံရဲ့ကျန်းမာရေးလိုအပ်ချက်ဒီအပေါ်သူ့ရဲ့အမြင်ကိုဒေါက်တာဝင်းထူးကျော် ပြောသွားတာပါဒေါက်တာဝင်းထူးကျော်ဟာ ရန်ကုန်သားတူဖြစ်ပေမဲ့လည်းသူ့ရဲ့ပရဟိတစိတ်ထားအများကျိုးတဲဖို့လိုစစ်ကြောင့်သခိုင်းတိုင်းရင်းမပင်မြို့နယ်စင်တဲရွာရွှေစံွယ်ပရဟိတဆေးရုံမှာတွားရောက်ကုသပေးနေသူပါအဲဆရာနာမည်ကဒေါက်တာဝင်းထုကျော်ပါဇာတိယဆရာရန်ကုန်ကကျောင်းပြီးတာလဲစိတ်သက်ကလေးတဲ့ရန်ကုန်က1988မတ်လကဆရာပြီးတယ်။ဆရာတို့ပြီးမှအရေးခင်းစားတယ်ဆိုတော့ဆရာရဲ့ဟိုခံကြက်ပေါ့နော်။ ဟိုတောင်းတောက်တော့သူညီမတူမယ်။ဟိုဆရာတို့ခံကြမှာဗမာပြည်လိုဆရာတို့ဒီလိုဒေတာမှာတကယ်ဝေးလံတဲ့ဒေတာတွေမှာဆရာဝန်ရင်းနိုင်လို့ပဲနော်။ဆိုတော့ဆရာတို့ကြောင်းပြီးတဲ့ဆရာစဉ်းစားလိုက်တာတကယ်လိုတဲ့နေရာမှာကိုတက်တဲ့ပညာနဲ့သွားလုပ်ပြီးဆရာခံကြတယ်။ဟိုကိုတက်တဲ့နေရာမှာအကိုတက်တဲ့ပညာနဲ့ကိုလုပ်ပေးနိုင်တဲ့နေရာမှာသွားလုပ်ပြီးလို့ရှိရင်အဲ့ဒီအလူတွေလည်းတက်တွေ့ကြိုးခံကြရမယ်ပေါ့။နော်ဆိုတော့ကြောင်းပြီးချင်းဆရာတို့ဟိုဘွဲ့လွန်ကြည့်လို့ရတယ် ဘယ်လိုလဲဆရာတကယ်ကြီးနဲ့ professor တွေဖြစ်နေကြပြီ။ဒါပေမဲ့ဆရာအဲ့လောက်ကြည့်အချိန်မပေးနိုင်တော့ဘူး။ဘမကြီးမှာတကယ်လုံနေပြီ။နော်တကယ်ဝေးလံနေနေမှာဆရာအောင်မရှိဘူး။ဆိုတော့ရေများတဲ့နေရာဆရာမုန်းမြောက်ခြင်း။ဒါကြောင့်လို့စိုက်ရကြပဲ။ဒါမှမဟုတ်တကယ်လိုတဲ့နေရာဆရာလည်းလုပ်ပေးတယ်။ဟုတ်ကဲ့ဒီဆရာပဲဒီစေယုံလေးကိုဆရာပဲအချိန်လောက်လေးရရောက်ခဲ့ရလိမ့်မယ်။အခုတော့ဆရာဟုတ်ပြီဆရာဒီစေယုံရောက်ခဲ့တာကတော့စေယုံစာဖွင့်တဲ့2012ဒီဇင်ဘာလပေါ့။အဲစာဖွင့်တာဒီဇင်ဘာ29ရက်နေ့ ဆရာဒီကို25နေလာကြိုးပြီးတော့ရောက်ပါတယ်။အဲ့ဒီကနေပြီးတော့အခုချိန်ကြီးပေါ့၃နှစ်ကျော်ကာလရှိတော့ပါပြီ။ဆရာဒီမှာစေအောင်နေနဲ့တောင်းနေတယ်။ဟုတ်ကဲ့ဆရာနဲ့အတူတူတွဲဖက်ပြီးမှဒီဟိုကုသပေးနေတယ်ဆရာဆရာမအရာဘလောက်ရှိတယ်ကြာလုံလောက်မှုရှိသလားဗျာအဲလက်ရှိအနေထားမှာတော့ဟိုဆရာနဲ့တွဲနေတဲ့ဒီလုံနေတဲ့ဆရာမတွေပေါ့နော်အဲဒီဆရာမတွေကတော့အလုံး တဲ့ဝင်လုံးနေတာကတော့ဟိုဆရာတော်နည်းနည်းတရားခဏတာတော့6ယောက်လောက်ပဲရှိမှာเนาะဒါပေမဲ့လိုအပ်ပြီးတော့2ယောက်ရှိတယ်။ဒါပေမဲ့အဲ့လိုရှိတယ်နောက်ဂျပန်ကျွမ်းကျင်ပေါ့2ယောက်ရှိတယ်။ဒါပေမဲ့တကယ်လက်ရှိအနေထားမှာကျတော့ဆရာတို့ဆေးရုံကမကြခင်ကာလမှာညစီအဲစကုဒါနာဆေးရုံထပ်ပြီးတိုးချက်မယ်ဆိုတော့ဒီကဆရာမ2ယောက်ကိုထိဆောင်ကိုညစီဆေးရုံကိုပို့ပြီးတော့တန်ခမ်းပေးတာ။ဆိုတော့ဆရာတို့ဘက်မှာဟိုအင်အားတော့နည်းသွားတာပေါ့။ဆရာမအနေနဲ့က ဟိုလက်ရှိတရားမရှိပြင်မဲ့တကယ်တမ်းရှိတဲ့ပမာဏဆိုအခုဆိုရင်တော့ဘင်းငါးလောက်နဲ့ပဲဆရာတော်လဲနေရတာဟိုတစ်ဖက်မှာလည်းတန်တန်းဘက်ကဒီအိမ်နုံတန်တန်းဘက်ကဆရာမတက်ပါပြေးလိုက်ရတယ်အဲ့လိုဖြစ်တယ်စကိုင်းတိုင်းဒေသကြီးမြန်မာပြည်ဖရဲဆင်းရဲပြောက်ခုစုစေယုံတီထောင်သူဒေါက်တာရှင်ဝါယမာနန္ဒဟာသပင်းလေးကိုအလူခံပြီးရောင်းရငွေနဲ့လန်းတရားတွေဖောက်လုတ်ခဲ့လို့ ရွှေစံရွယ်ဆရာတော်ဆိုပြီးလူသိများလာသူပါပြန်ပြီးလဲဆိုပြောပါလားတော်တော်လည်းပဲမပြောပါလားဘူးဆိုရင်မလို့တော်တော်တတ်တော့ဘာဖြစ်ပါလဲတို့ပြောနေတာတွေကဒီညလေးညလေးမှာငါတို့တရားဝဲတရှိတယ်ကွာအဲ့ဒီတရားဝဲတွေကနေရွှေစံရွယ်ဓမ္မဒရဆေးရုံဟာသခိုင်းတိုင်းရင်းမပင်မြို့နယ်အလောင်းတော်ကတ္တပအမျိုးသားဥယင်တော်လမ်းဘေးစင်တဲရွာမှာတည်ရှိပါတယ် အဲအစုံမဲ့ပေါ့နော်ဆရာတို့ဒီမှာဆရာတို့ဒီစေယုံဒီရင်းမပင်ပိုင်စင်နေရွာပေါ့နော်ဒါပေမဲ့ဆရာတို့ဒီလာတဲ့လူနာတွေဆိုရင်လဲဇောင်းလာတယ်ဆိုတော့အဝေးဆုံးပြောမယ်ဆိုရင်တော့ဟုတ်မခွေးတိုင်းဒါကသခိုင်းတိုင်းဆရာတို့ရင်းမပင်စင်တဲ့မခွေးတိုင်းညံရနေပြီးတော့ဒီဆရာတို့ကြီးလာတယ်ပုံပုံတော့ပုံညာကကိုင်းနေလာတာပဲရှိတယ်ဆိုတော့အခုအဲ့ဒီအပြင်ကိုဒါညံရင်ပေါ့စလင်းကြီးပလဲ ်ဟုတ်ဒီချင်းမှပဲနယ်လေးလာတယ်နောက်မုံရွာနေတချို့ဆရာတို့ဆက်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 อ่ะပေါ့ကားနဲ့စီလုံးလာပြီးတော့ကြောက်စီလာခုတာရှိတယ်ပြောပါဘူးလားသူတို့ကလည်းတော့ရှိချင်အောင်ပြောရမယ်ပါဘုရားယောဂါတော့ဟိုစုံတယ်ပြောမှာနေပြီဆိုတော့အများဖြင့်ပေါ့ဒီဘက်မှာနေမှာတော့အစင်းမြေရောင်ယောဂါကြီးများပြီနောက်တစ်ခုအများဖြင့်ဥရောင်သဲရောင် ဟိုခံစားတဲ့လူနာတွေကတော့များတော့ပြင်ဘိုင်းအောင်နဲ့ဘိုင်းနာတွေပေါ့နော်ဒါပေမဲ့အဲ့ဒီလူနာတွေတော့များများကြည့်လိုက်လို့ရှိရင်တော့ဆရာတို့ဟိုအစာရင်ဆိုပြီးတော့တချို့ကုနေကြတာတွေရှိတယ်ဆရာတို့ဒီမှာစမ်းသပ်ချက်ရကြတော့တိကျဆန်းလိုက်တဲ့ခါမှာကုရောင်သေးရောင်တွေတချို့ဆိုနှက်ကြပါပြီအဲ့လိုအစာရင်ဈေးနဲ့ပဲကုနေရတာဆိုတော့ဆရာတို့ဒီပြန်ပြီးတော့တိကျဆန်းတဲ့ခါမှာဥရောင်သေးရောင်တွေအများကြီးတွေ့နေရတယ်ဒါဒါလေးမကသေးဘူးပေါ့နော်ဆရာတို့ပြုလို့သမားတွေတပုံကြီးရှိတယ်စီယိုသမားတွေရှိတယ်

2010ခုနှစ်လောက်ကစတင်တည်ထောင်ခဲ့တဲ့ဒီဈေးရုံဒီဆရာဝန်မရှိခင်ကဆိုရင်ဒေသခံတွေဟာဈေးမကုနိုင်လို့အသက်ဆုံးရှုံးရတာဒီတောင်ရှိခဲ့တာပါအများကြီးလို့ရှိတာပေါ့ဘာဖြစ်လို့လဲဆိုတော့အရင်တော့ဒီလိုနေရာမှာဈေးရုံမရှိဘူးမရှိတဲ့အခါမှာဆရာတို့တော့မရောက်သေးဘူးကြားခဲ့ရတာအများကြီးပဲတချို့ဟိုမွေးလူနာတွေအရင်လိုအရင်တော့ဒီလိုလမ်းလမ်းမကောင်းခဲ့ဘူးဒီလိုဈေးရုံတွေလည်းမရှိဘူးအဲ့ကကြတော့ သူတို့အနည်းဆုံးဆုံးဆေးရုံသွားမယ်ဆိုရင်လည်းမျိုးပေါ်ဆေးရုံကြီးသွားမယ်အဲ့လိုသွားတဲ့အချိန်မှာအထူးဖြင့်မိုးရင်းကာလလမ်းမကောင်းတဲ့အချိန်မှာတချို့သွားလို့မရဘူးဆေးရုံကြီးမရောက်ခင်မှာလူနာတွေတက်ဆုံးချောင်းရတယ်တပုံတွေ့ရတယ်အဲ့ဒါတွေတွေ့တဲ့အခါမှာဆရာတော်ကအဲ့ဒါကြောင့်ဒီဘက်ဒေတာမှာဆရာတော်အနေနဲ့ဆေးရုံတေရုံကိုသူကဆက်ပြီးတော့တမထူ မြို့နယ်အလံဝေးလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့သူ့ရဲ့ဇာတိစင်တဲရွာကိုကျေးဇူးဆက်လို့တဲ့အတွက်အများစုပေါင်းလှူဒန်းငွေကျပ်သိန်း2000ကျော်နဲ့ဂရင်း20ဆန့်ဈေးရုံတိဆောက်ပေးခဲ့တာအခုဆိုရင်6နှစ်ရှိသွားပါပြီစင်တဲရွာရဲ့နည်းနည်းကတော့ထက်တလောက်ကတော့လူရှင်တွေလည်းလှူဒန်းလာကြတယ်ပေါ့နော်ဒါပေမဲ့ပြောမယ်ဆိုရင်ဇာတို့ဒီဈေးရုံမှာကဂရင်း20ဆန့်လို့ပြောတာနော်ဂရင်း20ဆန့်ဈေးရုံမှာဒါပေမဲ့ ကတဲ့လက်ရှိအနေအထားမှာတော့ကတဲ့လိုအပ်မှုလည်းရှိသေးတယ်။ဆရာတို့ကမန်ဒရက်စတန်နေဆိုလည်းလိုအပ်မှုရှိသေးတယ်။ဒါတွေလည်းဆရာတို့ကအလူရှင်တွေဟိုဆက်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 နဲ့လာပြီးတော့သူ့မယ်ဆိုရင်ဆရာတို့ဝန်တာအားရနဲ့ကြိုးစားမှာပေါ့နော်။အဲတခြားဟိုဖွဲ့ကမ်းသုံးပစ္စည်းကရိယာလေးတွေပေါ့နော်။အဲ့ဒါလေးတွေလည်းဆရာတို့မှလိုအပ်နေပါသေးတယ်။ ဟုတ်ကဲ့ဆရာအခုဆိုလို့ရှိရင်ပေါ့နော်ဒီနေရာဒေတာတော်တော်များများမှာဒီကုသိုလ်ဖြည့်စေယုံနေစေကန်းနေဆိုတာကတော်တော်များများလေးပေါ်ပေါက်လာတယ်ပေါ့အဲ့လိုလေးပေါ်ပေါက်လာတဲ့အပေါ်မှာဆရာအနေနဲ့ကဘယ်လိုမြင်သလဲလဲဟုတ်ဒါတော့အများကြီးကောင်းတယ်လို့ဆရာထင်တာပဲဘာဖြစ်လို့လဲဆိုတော့ဒီဗမာတပြည်လုံးတိုင်းနာမှာဟိုဘယ်လိုပြောမလဲအစိုးကတုံးတဲ့နဲ့တော့တောင်းယူဖို့ရမလွယ်လောက်ဘူးအဲဗမာပြည်ရဲ့လက်ရှိအခြေအနေပေါ့နော် ဒီကဘာနာရေးအချိန်တွေကကြတော့အစိုးရတူတယ်မလုံနိုင်တဲ့အချိန်မှာတော့ဟိုခုလိုစွမ်းနိုင်တဲ့ဒီဆရာတော်တွေဥဆောင်ပြီးတော့ဒီလိုစေုံစေကန်းတွေဖွင့်နေပြီးတော့လူနာတွေပူဇော်ပေးတယ်ဆိုရင်ဒီလူနာတွေအတွက်လည်းအမတန်ကိုအကျိုးကျေးဇူးရှိတယ်။အဲတော့များသောအားဖြင့်တကယ်လိုအပ်နေတဲ့နေရာတွေကဒီလိုကျေးဇူးသေးတာမှာရှိတဲ့လူနာတွေကအများဆုံးလိုအပ်နေတာ။အဲ့ဒီလူနာတွေကိုဆရာတော်ကတေချာလုပ်ပေးနိုင်မယ်ဆိုရင်တော့မြို့စေုံတွေရောက်တဲ့လူတွေရောက်ပါလိမ့်မယ်။ အဲ့လိုပဲဆရာတော်ပြောတော့ဟုတ်ကဲ့ဆရာဒီဒေတာမှာဘောဒီနီးစပ်ဆုံးဆေးရုံကဘယ်ဘလောက်လောက်ဝေးတယ်လဲဆရာအဲနီးစပ်ဆုံးဆေးရုံဆိုရင်ဒီကနေဆရာတော်တနာယီတာတာလောက်တော့သွားမယ်ရင်းမာပင်ဆေးရုံရှိတယ်ဒါရင်းမာပင်မြို့နယ်ဆေးရုံကြီးပေါ့အခုခရိုင်ဆေးရုံကြီးပေါ့ဒါဒီကနေသွားရင်တော့တနာယီတာတာလောက်တော့သွားမယ်လက်ရှိရွှေစံတဲ့ဆေးရုံအပြင်မျက်စိဆေးရုံတစ်လည်းစဆောက်နေပါပြီ မန္တလေးမြို့ရန်ကုန်မြို့နဲ့မြန်မာပြည်အရရဟောင်ကောင်ရောက်မြန်မာတွေကစူပေါင်းလှူဒန်းငွေတွေတခြားတတိပုဂ္ဂလလှူငွေတွေနဲ့ဈေးရုံရက်တည်နေရတာဖြစ်ကြောင်းဆရာတော်ကမိန့်ကြားသွားခဲ့တာပါကိုရအောင်စနေတယ်လေတထောင်ကျန်လုံးခေါင်းကြီးရသာသနာပြုလုပ်တာအတွက်ရှင်မေရွှေစံရွယ်ကုသိုလ်ပြည့်ဆေးရုံနဲ့ပတ်သက်ပြီးလက်တလောရည်တကြီးလိုအပ်နေတာကလျှက်စစ်မီဖြစ်ပါတယ်ဒါပေမဲ့ အခုပေါ့ဆရာတို့မှာ electricity လက်စင်မီးပိုင်းဆိုင်ရာမှာတော့လိုအပ်သေးတယ်ဒါလည်းမီးတိုင်းတွေတော့စိုက်တော့စိုက်နေပြီဘယ်တော့ဖြစ်လာမလဲဟိုဆရာတို့လည်းဒါမျှော်လင့်နေတော့မှာပဲအကိလက်စင်မီးတွေရလာပြီဆိုရင်ဆရာတို့လုတ်ပေးကြတာအတိုင်းတာပေါ့ဒါခွဲခန်းဆိုရင်24နိုင်ရင်မီးရနေရင်ဆရာတို့ကပို့လုတ်ပေးနိုင်တယ်အခုမှဆရာတို့အကန့်အသတ်ရှိတယ်တော့ညနေပိုင်းစေုံမှာမိမောင်းတယ်မိမောင်းတဲ့ချိန်မှာဆရာတို့ကလူကြီးအကန့်အသတ်ဆယ်ယောက်ဆိုဆယ်ယောက်နိုင်တယ်တော့ပဲတနေ့ကိုဆရာတို့စစ်ပေးနိုင်တယ် အကိညာနဲ့ဆက်လက်ပြီးရမယ်ဆိုရင်ဒီထက်ဆရာတော့ပို့လို့ပြလို့ရမယ်ခွဲခံကိစ္စပါ냐လဲသူတို့ပို့ပြီးတော့လုပ်ပေးနိုင်အောင်เนาะအခုကဒါတက်စင်ပြီးမှလဲဆရာတို့ကဒါအခက်ခဲတော့တစ်ခုရှိပါတယ်အဲ့ဒါလင်းချင်းနေတူတဲ့ဆိုလာနဲ့ဆရာတို့ဆိုရင်ဒါဒါခွက်ကန်ပစ္စည်းတွေဆိုရင်ဟိုရေခဲတက်တာနဲ့ဆိုလာနဲ့ချိတ်ပြီးတော့ဆရာတို့လောက်ရတာဟုတ်လောဆယ်တော်မှာဒီအလူချင်းတူထားတဲ့ရေခဲတက်တာနဲ့ဆိုလာကအခုမရန်တော့ဖြစ်သွားပြီဒါတခုခုပါလိချုံင်းသွားလည်းမသိဘူးအဲ့ဒါလည်းဆရာတို့မန္တလေးလှမ်းအကြောင်းကြားလာပြီ အဲဒီမှာဒါတွေကပြတ်သွားလို့မရဘူးအထူးသဖြင့်တကွမ်းပစ္စည်းဆိုတာအေးကန်းနဲ့အနေထားရတာဒါတွေမပြတ်သွားရင် quality မမှန်ရင်ဆရာတို့ဒီရ result တွေမမှန်ဘူးမမှန်ရင်ဆရာတို့ကုတဲ့နေရာမှာဒါတွေကစကားပြောသွားပြီဟိုဆရာတို့လည်းဟိုတတ်နိုင်လို့ပညာနဲ့တော့ဒီမှာလည်းလုပ်ပေးနေတယ်အဲအခုလို့ ဒီဆရာတို့ပြောတဲ့သတင်းစကားလေးကြားပြီဆိုလို့ရှိရင်လည်းအနေနဲ့ရက်ကလူတန်းကျင်တဲ့အလူရှင်တွေကိုဆရာတို့ကဖိတ်ခေါ်ပါတယ်နော်တတ်နိုင်ကြလောက်ပေါ့နော်ဆရာတို့ဆေးရုံမှာလည်းတာပြီးတော့လူတန်းပေးကြပါအောင်လို့လည်းဆရာပြောချင်ပါတယ်ရှေ့ကကြည့်ကြည့်လေဆေးရုံတီထောင်သူဆရာတော်ဖရာဟာနိုင်ငံတော်ပြည်ရည်သာသနာတက္ကသိုလ်မန္တလေးမှာလဲပြိဋကဆိုင်ရာ မြမစာပေဌာနနီးပြတာဝန်ထမ်းဆောင်နေပြီး ရွှေစံနယ်ယရနာဖြိုးဝေချောင်းပေါ်တော်မူကံကြီးမှဖရားနီးစင့်ကိုင်မှတရင်တုံးနေထိုင်နေပါတယ်ဒေသတွေမှာတွင်းရီတော့တော့အဲ့ဒီတွင်းရီမှာအများကြီးတော့ဆရာတို့ကဒီအဲဒါကတော့ဖြစ်တဲ့ပိုးကတော့ပါတယ်လို့ဆရာတို့ကယူဆတာပဲเนาะအဲ့ဒါမျိုးတွေတစ်ချက်တယ်နောက်တစ်ခုကဟိုလူနာတွေရဲ့ဟို နေထိုင်စားသုံးမှုစိပုံစံလေးပေါ့နော်အဲဒီပုံစံလေးမှာဆရာတို့ကဟိုတန်နိုင်ငံသူတို့လည်းတန်ရှင်းတဲ့ရည်ကိုတောက်စီခြင်းနဲ့သူတို့လည်းပြောပြတယ်နော်ဒီလိုလည်းတန်နိုင်ငံကြိုချက်တောက်မယ်တန်ရှင်းတဲ့ရည်နောက်အစာမစားခင်လည်းစေးမယ်အိမ်သာစင်းလည်းစေးမယ်ပေါ့အဲလိုတမန်ယူဒာတွေကိုဆရာတန်နိုင်ငံကပေးလေနော်အဲ့တော့ဟိုတန်ရှင်းတဲ့ရေအရေးကြီးတာလေဒီဘက်နယ်တွေမှာစီကြောက်ယောဂါတွေတော်တော်များများတွေ့ရတယ် အတွင်းရုံဒီတိုင်းတောက်တယ်အတွင်းမှာကျတော့ဒီထုံးတက်တွေနေရတယ်ကျတော့ကြောက်တွေတဲလာတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်တက်နိုင်အောင်သူတို့ပညာပေးပြီးတော့ရေတန့်လို့တော့ဆရာတို့ကတောက်ဖို့တော့တက်နိုင်ဆိုတော့ပညာပေးရတာပါဒါဒါလေးတွေတို့သိလာလို့ရှင်တော့ဟိုတောင်တောင်တော့ယောဂမဖြစ်တဲ့ယောဂတွေမဖြစ်ဘူးလို့ဆရာတို့ယူဆပါတယ်။ဟုတ်ကဲ့ဆရာဒီဆရာဒီဘက်မှာတောင်းဝန်ယူပြီးတဲ့နောက်ပိုင်းအဓိကကြုံတွေ့ရတဲ့ဒီဘက်ကဒေသခံတွေနဲ့ကြုံတွေ့ရတဲ့ပြဿနာဘာတွေဖြစ်မလဲကြာ။အဲဒီဘက်မှာတော့ ဟိုစောစောပိုင်းကဆရာတို့လမ်းမခက်ခဲတာတော်တော်လေးဟိုပြဿနာတစ်ခုပေါ့ဟိုဒီလကံနေဟိုနယ်ဝေးရလာတယ်လမ်းမအခုတော့လမ်းမတော့တော်တော်လေးအဆင်ပြေသွားပြီဟိုမကြသေးဘူးကြီးကဒီရမနိုင်စင်တဲ့ line လည်းပြီးသွားတာပြင်တော့ဆိုသွားရတာတော်တော်ခဲနေတယ်မိုးရင်အထူးသဖြင့်ပေါ့မိုးရင်ကာလမှာတော်တော်ခဲခဲရင်သွားတယ်ဟုတ် ဆရာတို့ဒီတလောဆိုဟိုဘက်ရွှေစံမင်းတရားမပြီးခင်ကာလာဆိုကျိုးတရားလေးနဲ့ကိုသက်စွန့်စံပြားကိုဖြတ်ပြီးတော့လူနာတွေမှာလာတာဆရာတို့ကိုယ်တိုင်လည်းစိတ်ဝဲသွားရင်မြို့ကိုစစ်တော့မယ်အဲ့ကျိုးတရားလေးကနေပြီးတော့သက်စွန့်စံပြားဖြတ်ပြီးသွားတယ်ဆိုတော့အခုလမ်းပန်းဆက်သွေးလေးနေနဲ့သိပြောကြတာမလို့တော့ဘူးဒါတွေကတော့သခိုင်းတိုင်းရင်းမပင်မြို့နယ်စင်တဲရွာကရွှေစံွယ်ဆေးရုံတီထောင်သူဆရာတော်ရဲ့အကြောင်းနဲ့အခမဲ့ဆေးရုံအုပ်ဖြစ် ကုတ